ကျွန်တော်တို့ကအနာဂတ်မှာကောင်းမွန်တဲ့ဖယ်ဒရယ်တက်မတော်တိစောက်ဖို့လိုတယ်။အဲ့ခါမှာစစ်သားတွေကချင်းဝက်နယ်ကြီးပြုလုပ်ဖို့ကျွန်တော်တို့တိုက်ပွဲကြမှာအမြင့်ထန်တဲ့ကျွန်တော်တို့ရဲ့ပုံအားတွေအကုန်သုံးပြီးချေမှုမှာဖြစ်ပါတယ်။အဲ့မဲ့လက်နက်ချပြီးအညစ်ခံလာခဲ့တဲ့စစ်တုံးပိုင်းတွေဆိုရင်တော့ကျွန်တော်တို့ဟာသူတို့ကိုညတာထောက်ထားပြီးတော့မှလူခိင်းနေကြီးဒိန်းဒိန်းဆောက်ရှောက်ဖို့ဂျနီပါကွန်ဗက်ရှင်းနောက်က IHF ပေါ့။ဒါတွေနဲ့ဒိန်းဒိန်းဆောက်ရှောက်ဖို့လိုပါတယ်။ 诶，孤单的信号，那,那边啥来去买万的 ဟုတ်ကဲ့ပါကိုကြီးအခုလက်ရှိတိုက်ပွဲတွေမှာပေါ့နော်ဖက်စီရမိတဲ့စစ်သားတွေပတ်ပြောင်းလာတဲ့စစ်သားတွေ ਨੇ သူတို့ရဲ့မိသားစုဝင်တွေကိုဘယ်လိုမျိုးခွဲခြားထိန်းသိမ်းထားသလဲပြီးတော့ဒီရဲ့စစ်ထုံးပဲဆိုတာရောဘယ်လိုအခြေအနေမျိုးမှာဖက်စီရမိတဲ့စစ်သားတွေကိုမှတတ်မှတ်ခေါ်ယူထားလဲဘယ်တော့တကူပေါ့နော်ဒါမျိုးဖက်စီထိန်းသိမ်းထားတဲ့အခါမှာအခက်အခဲတွေကအများကြီးရှိတယ်ပေါ့နော်ပြီးတော့အရင်ကလည်းပေါ့နော်ဒီရဲ့ဗမာစစ်စစ်တပ်ဘက်ကနေပြီးတော့ဒီမန်ပတရတပ်ဖြတ်ကျူးလွန်ခဲ့တာတွေရှိတယ်ဆိုတော့ဒီဒီလိုမျိုးထိန်းသိမ်းထားရမှုအပေါ်မှာရောဘယ်လိုခံယူချက်ဘယ်လိုစိတ် ချိန်နေမျိုးနဲ့ချုပ်ဖြတ်ကြပါတလေဘယ်လိုမျိုးရင်ဆိုင်နေရလဲရှင်ဟုတ်ကဲ့ဆွေးနွေးပေးပါအောင်နော်ဟုတ်ကဲ့ခင်ဗျပထမဆုံးကျွန်တော်တို့မမီကုန်းကိုပြန်ပြီးတော့ချုံလိုက်ပါတော့ကျွန်တော်တို့ဒီစစ်တုံ့ပန်းအဖြစ်ဘယ်သူတွေကိုသတ်မှတ်တလေကျွန်တော်တို့ရဲ့ဒီစစ်တုံ့ပန်းဥပဒေမှာစစ်တုံ့ပန်းဖြစ်သတ်မှတ်တဲ့အမျိုးအစား၅မျိုးရှိပါတယ်တစ်ကတော့အချမ်းဖတ်စစ်ကောင်စီရဲ့ကြီးရည်လေးတပ်ဖွဲ့ဝင်တွေကိုစစ်တုံ့ပန်းဖြစ်သတ်မှတ်ပါတယ်ခါစီယာမီကဲနံပါတ်2ကတော့ရဲတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်နံပါတ်3ကတော့ပြည်သူစစ်နဲ့ ယူဇော်ဒီအဖွဲ့ဝင်တွေဖြစ်ပါတယ်ဗျ။နံပါတ်၄ကတော့စစ်ကောင်စီနဲ့ပူးပေါင်းတဲ့အခြားလက်နက်ကိုင်အဖွဲ့ဝင်တွေနဲ့နောက်တစ်ခါနံပါတ်၅ကတော့ဖမ်းဆီးရမိခဲ့မယ်ဆိုရင်စစ်သွမ်းဖြစ်တတ်မှတ်ရမယ်လို့အမျိုးသားညီညွတ်ရေးဆိုရာထုတ်ပြန်ထားတဲ့သူတွေပေါ့နော်။အဲ့၅မျိုးကိုတော့ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ဒီစစ်သွမ်းပန်းတွေဖြစ်နေတတ်မှတ်ပါတယ်။အဲ့ကျွန်တော်စကမ်းမှာစစ်သွမ်းပန်းတွေကိုဘယ်လိုဖွဲ့ခြားထိန်းသိမ်းတယ်လဲဆိုတော့ကျွန်တော်စကမ်းမှာတော့ဒီအိမ်တော်တွေရဲ့နောက်တစ်ခါကျတော့အိမ်တော်မရှိတဲ့သူတွေရဲ့ပေါ့နော်။ဒါကိုဖွဲ့ခြားထားပါတယ်။ ဲ့မှာမှအိမ်တော်တည်းဆိုရင်လည်းကျွန်တော်တို့ကဒီကြားသူတို့မိသားစုနဲ့နေနိုင်အောင်ဒီကြားအခန်းတွေပြုလုပ်ပြီးတော့မှလွန်ညွန်ရေးတင်းကျပ်စွာနဲ့ကျွန်တော်တို့ထားရှိပေးထားပါတယ်။အဲကလေးတငယ်တွေနဲ့ပတ်သက်ရင်တော့ကျောင်းနေရွယ်ကလေးတငယ်တွေကို NUG ပညာရေးဌာနနဲ့ချိတ်ဆက်ပြီးတော့မှကျွန်တော်တို့ဒီစခန်းမှာပဲကျောင်းငယ်တွေဖွင့်လှစ်ပေးတာရှိတယ်။ကျွန်တော်စခန်းမှာဆိုရင်ကလေးငယ်တွေအတွက်ကျွန်တော်အားစားခွင့်တွေလုပ်ပေးတာရှိရယ်နောက်တစ်ခါဒီကလေးငယ်တွေပေါ့နော်အာမိဘတွေရောစစ်တုံးပန်းနေနဲ့စစ်တုံးပန်းနေဖြစ်ပါတယ်ကလေးငယ်တွေအတွက် အပြင်နဲ့လည်းမစိမ့်အောင်အပြင်မှာရှိတဲ့ပြိုပွဲရှင်ပွဲတွေဆိုတော့ကျွန်တော်စကမ်းမှာဒီကလေးငယ်တွေလုပ်ပေးခဲ့တာရှိပါတယ်။တီချာထင်းသိမ်းတဲ့ဟာတွေပေါ့နော်။ဟုတ်ကဲ့ပါခင်ဗျာ။ကျွန်တော်တို့ဒီတာဝန်စာပေးကလေးကမျိုးသားညူကြီးအစိုးရကတာဝန်ရှိသူတွေကကျွန်တော်တို့ကိုတိတိကျကျကိုပြောလိုက်တာရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့အဲကျွန်တော်တို့ကဒီတောင်းတော်လက်စားကြည့်ခြင်းဟာဘယ်တော့မှမပြီးဆုံးနိုင်တဲ့တန်တရားဖြစ်တယ်။ကျွန်တော်တို့ကအနာဂတ်မှာကောင်းမွန်တဲ့ဖက်ဒရယ်တပ်မတော်ကိုတည်ဆောက်ဖို့လိုတယ်။အဲ့ခါမှာစစ်သားတွေကကျင့်ဝတ်နယ်ညီပြည့်မှုဖို့လိုတယ်။ကျွန်တော်တို့တိုက်ပွဲကြမှာ င်းငင်းထန်ထန်နဲ့ကျွန်တော်တို့ရဲ့ခွန်အားတွေအကုန်သုံးပြီးခြေမွန်းမှာဖြစ်ပါတယ်။ဒါပေမဲ့လက်နက်ချပြီးအညစ်ခံလာခဲ့တဲ့စစ်တုံးပန်းတွေဆိုရင်တော့ကျွန်တော်တို့ဟာသူတို့ကိုညာတာထောက်ထားပြီးတော့မှလူခွင်းနဲ့ညီဒိန်းဒိန်းဆောက်ရှောက်ဖို့ Geneva Convention နောက်က IHL ပေါ့ဒါတွေနဲ့ဒိန်းဒိန်းဆောက်ရှောက်ဖို့လိုပါတယ်။ဒါတွေကိုတသွေးမတိန်ဆောင်ရွက်ပါမြို့သားညူကြီးအစိုးရကနော်လက်ညွန်ချက်တင်မှုဝါဒတွေကိုအဲမမိတ်မတုံဆောင်ရွက်ပါဆိုစကားရှိရာဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ나ကြီးချက်တွေရှိခဲ့ပါတယ်ကျွန်တော်ရဲဘော်တွေဆိုရင်လည်းမိသားစုဝင်တွေတစ်ဖြက်ခါတိုင်းရှိမင်းအနိုင်ကျင့်ခါတိုင်းရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းဒါတွေရှိပါတယ်သို့တော်ကြလည်းကျွန်တော်တို့ဒီမိမိရဲ့စိတ်ခံစားချက်ထက်ကျွန်တော်တို့ရဲ့အလုပ်ကျွန်တော်တို့ရဲ့တာဝန်ကျွန်တော်တို့ရဲ့တော်လှန်ရေးကိုဥတီရမှာဖြစ်တဲ့အတွက်ယနေ့ဒီကျွန်တော်စကားမှာဆိုရင်ဂျနီဘာကွန်ဗက်ရှင်းနဲ့အညီ IHR နဲ့အညီနောက်တစ်ခါကျွန်တော်တို့ရဲ့မြို့သားညွေဆွဲကထုတ်ပြန်တဲ့ဒီစစ်တုံးမှဥပဒေနဲ့အညီဒိန်းဒိန်းဆောက်ရှောက်ထားရှိပါတယ်ခင်ဗျ ကဲပါရှင်အခုလိုမျိုးဆွနေပေးရတဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပေါ့နော်အခုဆိုရင်ပေါ့နော်အချို့အချို့အဖွဲ့အစည်းတွေအချို့ဒေသတွေမှာပေါ့နော်ဒီအာစစ်တုံးပန်းတွေအပေါ်မှာပေါ့နော်အထိန်ကုန်မဲ့တွေယာစုံမှုတွေကျူးကျူးလွန်လာမှုတွေရှိတယ်လို့မြင်မြင်ရတွေ့ရတယ်ဆိုပြီးတော့ဝေဖန်နေကြတယ်ပေါ့နော်ဒီရဲ့အပေါ်မှာကောဗာမများပြောချင်တာမျိုးတွေရှိတယ်ရှင်ပြောတော့ဒီခုကဒါတွေကလုံတဲ့ငယ်လားမလုံတဲ့ဘူးဆိုတော့ကိုယ်လည်းကျွန်မတို့ကိုဆွနေပေးပါအောင်ရှင်စစ်တုံးပန်းတွေကိုတရားလည်းမဲ့လောက်တာကတော့စစ်တုံးပန်းတွေမဟုတ်ပါဘူး မြန်မာပြည်မှာအမွေးဖွားတဲ့ဘယ်လူမျိုးကိုမဆိုဘယ်သူတို့ရောမဆိုတရားလည်းမလုပ်တာတော့ကျွန်တော်တို့လက်မခံဘူးအဲ့တော့ဟိုကျွန်တော်တို့နည်းနည်းလေးပေါ့နော်ဒီမှာရှိရဟိုခုနကဆရာမပြောသွားတာကျွန်တော်ရန်သဘောကျဆရာမလေးစားပါတယ်ဆရာမဟုတ်ဥပဒေရှုထောင်ရ project ကြပြောတာကျွန်တော်ရန်သဘောကျတယ်ကောင်းပါဟုတ်ကျွန်တော်တို့ကျွန်တော်နဲ့ပတ်သက်ပြီးစကမ်းနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးဒါလေးပြောချင်ပါတယ်ပြောလို့ရင်လားငြင်းချမ်းပြီးတော့တိုးတက်တဲ့တိုင်းပြည်တစ်ခုဖြစ်ပါတယ်ဒါကိုယူဆိုင်ဖို့လိုပါတယ်လက်ရှိကျွန်တော်တို့ဒီ ကျွန်တော်လည်းအစဲခံပါဘာလို့လဲဆိုတော့ကျွန်တော်ကလူခွေရင်နဲ့တိတ်ညီတယ်ဆိုပြီးတော့ခဏခဏအစဲခံရတယ်မှာကျွန်တော်နံပါတ်1ပါအဲ့တော့ဟိုတချို့ဆိုပြောတယ်ဒီကောင်ဒလန်များဖြစ်ပြီလားပေါ့မဟုတ်ပါဘူးကျွန်တော်တို့ကိုယ့်လူကိုလုတ်ဖို့လိုပါတယ်ကျွန်တော်တိုင်းမြန်မှာကိုယ့်လူကိုမလုတ်တဲ့ပြဿနာကြီးကကျွန်တော်တို့အခုလိုဖြစ်ကုန်တာပါစစ်တပ်ကစစ်တပ်အလုံးမလုတ်တဲ့အတွက်ကျွန်တော်တွေအကုန်လုံးဟာနေရာတွေကုန်လွဲပြီးလုတ်ရတာဖြစ်ပါတယ်ကျွန်တော်တိုင်းမြန်ကိုတကယ်ပြောင်းလဲခြင်းရင်တော့ဆဲပါစီပြောပါစီကျွန်တော်တို့ကအမှန်တိုင်းပြောမယ် ဘယ်သူမဆိုဒီတိုင်းမြန်မာတရားမျှတမှုရတယ်ပါလေစစ်တုံးမန်းနေဆိုပြီးတော့ကျွန်တော်တို့အထက်ရောက်တိုင်းကျွန်တော်တို့အနိုင်ကျင့်နေတယ်ဆိုရင်ကလဲစားကြည့်ချင်းတန်တရားလဲမှာမို့လို့စစ်တုံးမန်းနေပတ်သက်ပြီးတော့ဥပဒေမဲ့လှုပ်တာတွေရောစစ်တုံးမန်းအဆလို့ဘယ်သူမဆိုလှုပ်တာကိုကျွန်တော်တို့ကန့်ကွက်ပါတယ် โอเคသေဆုတင်ပါတယ်ရှင်ဒါဆိုရင်ကျမကကိုသား nation ကိုပဲကျမစပီမိချင်ပါတယ်ရှင်အခုလိုမျိုးပေါ့เนาะကိုကိုတိုင်ကလည်းဒါမျိုးအဲဒါမျိုးစစ်တုံးပန်းတွေကိုထိမ့်ထိမ့်ပေးရတယ်တောင်းဝင်ခံဖြစ်နေရဆိုတော့ပေါ့เนาะဒါမျိုးဖန်ဆီးရမိတဲ့တုံးပန်းတွေကပေါ့เนาะဒါမျိုးတော်လန်ရေးပုံမှာပေါ့ဟိုအမြင်အမြင်ပြောင်းလဲလာတာတွေသဘောထားပြောင်းလဲလာတာတွေသူတို့ရဲ့ယုံကြည်ချက်တွေဒါမျိုးခံယူချက်တွေကပေါ့เนาะတစုံတရာပြောင်းလဲလာတာမျိုးတွေရောရှိလားဘလို့အချိန်မျိုးတွေရောရှိလဲရှင်ဟုတ် ဟိုဟာလေဒီစကားပြောရင်တော့ဟိုဘုရုပ်ဇော်မင်းထုံးကကျွန်တော်စကံဘုံလာကြည့်မလားမသိဘူး။သူကပြောဦးတယ်ဗါလေ။စစ်တုံးမန်းနေရတဲ့စစ်ပြန်တိုင်နေလို့သူဒါလုံးဝဟိုသူလုံးဝတော်တော်ဆက်ညင်ပြီးပြောထားရှိရဲ့ဗျ။ကျွန်တော်ပြောချင်တာတစ်ခုပါပဲ။ DSC အကြောင်းစင်းမဟုတ်တဲ့စစ်တီအကုံလုံးကအရင်ကစစ်ပွဲတွေမှာလည်းကျွန်တော်နဲ့ကူတိုက်ပေးနေပါတယ်ကင်းမင်းနဲ့ပါ။အချိန်မီးလေးတိုက်ဖို့အစဉ်စဉ်ရှိပါတယ်။တချို့လူတွေကတော့ကျွန်တော်ကိုပြောကြတယ်ဒီလိုမြစ်တာထားတာဘာပြောင်းလဲမှာမဟုတ်လို့လေ။ကျွန်တော်တို့မြစ်တာထားတဲ့အပြောင်းလဲရှိပါတယ်။ဒီနေ့ ကျွန်တော်ရှီယာ73မှနေအကုန်လုံးစစ်တိုက်ဖို့ဆင်းသစ်ပါနောက်တစ်ခုပြောချင်တာရိတ်ခါတို့ဘာလို့ကိစ္စအောင်ဒါဟိုနည်းနည်းလေးပြောပြောချင်ပါလေဟိုနားလည်မှုလေးလွဲမှာဆိုတော့ဒါထောက်ရှိုးဆိုတော့လေကျွန်တော်တို့အနေနဲ့ပြည့်စုံနေရမဟုတ်ပါဘူးဗျဒီကလေးတွေစာတင်မှုတုံမန်းနေစားဖို့တောက်ဖို့အကုန်လုံးစေကူဖို့အကုန်လုံးဟာမျိုးသားညူရီဆိုရကအငဲတစေထောက်ပိုက်နေနိုင်တယ်လို့မဟုတ်ပါဘူးကျွန်တော်တို့ဟာဟိုတော်တဲ့ဝင်လာကလေးကကျွန်တော်တို့ဟာထောက်ပတ်မှုတစ်ခုခုရမှာတော်လိုင်းလေးလုံမယ်ဆိုတာမျိုးမဟုတ်ပါဘူးကျွန်တော်ကဒီတာဝန်ကိုယူတဲ့နေရာစပြီးတော့ ဒီစကမ်းတိုးတက်ရာတိုးတက်ကြောင်းအတွက်ကျွန်တော်လုံနိုင်သမျှအားနဲ့ရုံးနေတာဖြစ်ပါတယ်ဒီနေ့စကမ်းမှာမိသားရေးအစိုးရရဲ့ဥပဒေနဲ့အညီစေဝါဆောင်ရွက်မှုပေးပါတယ်မိသားစုနဲ့ဆက်သွယ်ခွင့်ပေးပါတယ်လူသားဆန်စွာရှင်သန်ခွင့်ပေးပါတယ်အဲ့ဒါတွေအတွက်ကျွန်တော်တို့ဟာမိသားညူရေးအစိုးရရဲ့ထောက်ပံ့မှုကိုအများကြီးရနေရတော့မဟုတ်ပါဘူးဒါမဲ့မိသားညူရေးအစိုးရရဲ့မူဝါဒလမ်းစဉ်တွေကိုကျွန်တော်တို့လုပ်နေပါတယ်ဘာကြောင့်လဲတိုင်းပြည်လွတ်လပ်ခြင်းလို့တိုင်းပြည်ငြိမ်းချမ်းခြင်းလို့တိုင်းပြည်ပြောင်းလဲခြင်းလို့ဖြစ်ပါတယ် ကျွန်တော်တို့ကမူဝါဒနဲ့အညီငါတို့ဘာလုပ်နိုင်လဲဆိုတာပဲကျွန်တော်လုပ်နေရဖြစ်ပါတယ်အဲ့ရအတွက်တော့ကျွန်တော်တို့ဘာမှပြည့်စုံနေရမဟုတ်ဘူးလို့ဒီနေ့ကနေဒါဟုတ်ပေါ့နော်မိကုန်းနဲ့တိတ်မဆိုင်ဘူးကျွန်တော်ဒါလေးပြောချင်ပါတယ်ဗျကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်အခုလိုမျိုးဆွေးနွေးပေးတဲ့ကျေးဇူးတင်ပါတယ်